နေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေ့ဖြင့်တတဝါတွေကိုမကောင်းမှုဒုစရိုက်ပြုလုပ်ဖို့အတွက်ချဲလနေတဲ့တရားစုတွေကိုအကုသို့တရားစုအကုသို့စေတသိက်ဒီလိုခေါ်ကြတယ် ဗိဓမ္မာဓမ္မာအကုသိုလ်တရားစုအကုသိုလ်စေတသိက်14မျိုးဟောထားတယ်ဒီနေ့အဒီအကုသိုလ်စေတသိက်စု14မျိုးထဲကဝိစီကိစ္စအကြောင်းတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်တယ်ဝိစီကိစ္စကိုမြန်မာလူမျိုးတွေကယုံမှန်တန်တရား လို့ဒီလိုနားလည်ကြတယ်။ယုံမှန်တန်တရားကိုဝေစီကိစ္စလို့နားလည်ကြတယ်။ဒါပေမဲ့ဝေစီကိစ္စအစစ်ဝေစီကိစ္စအတုဆိုပြီးတော့နှမျိုးတော့နားလည်ဖို့လိုတယ်။ယုံမှန်တိုင်းကိုဝေစီကိစ္စလို့မခေါ်ဘာတွေကိုယုံမှားတာလဲဆိုတော့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးယုံမှားတယ် မြတ်စွာဘုရားဟာအလုံးစုံကိုသိတော်မူတယ်လို့ပြောကြတယ်အဲ့တော့ဘုရားရှင်သည်ဒီစရာမန္တမယကို အလုံးစုံတကယ်သိတာ ဟုတ်ကဲ့လားသိရှင်မှသိမှာပါလေလို့ဒီလိုတန်တရားဖြစ်အဲ့ဒါဝိစီကိစ္စပဲနော်ဘုရားရှင်သည်အလုံးစုံကိုမသိပါဘူးလို့ယတိပြဆုံးဖြတ်ချက်ချရင်တော့အဲ့ဒါဒိဋ္ဌိလို့ခေါ်တယ် ဝေခွဲမရဘူးယုံတဝက်မယုံတဝက်ဖြစ်နေတယ်ဘုရားရှင်သည် အလုံးစုံကိုသိတယ်ဆိုတာဟုတ်ပါမလားမသိပဲများနေမလားဘုဒ္ဓတော်တို့ကဘုန်းကြီးတပါးစာရေးတာဖတ်လိုက်ရတယ်မြတ်စွာဘုရားရှင်သည်မိမိကိုယ်ကိုတပိညုတဘုရားအဖြစ်ဝန်မခံဘူးဆိုပြီးတော့ပြောချင်တာကဘုရားရှင်သည်အလုံးစုံကိုမသိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပဲ။ ဲ့လိုမြတ်စွာဘုရားရှင်ဒီအလုံးစုံကိုမသိပါဘူးလို့ဒီလိုကောက်ချက်ဆွဲလိုက်မယ်ဆိုရင်အဲ့ဒါဒိဋ္ဌိဖြစ်သွားမယ်။ဘုရားရှင်ဒီအလုံးစုံကိုသိခြင်းမှသိမှာပါ။ယုံတဝက်မယုံတဝက်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒါဝိစီကိစ္စပဲပေါ့။နောက်တစ်ခါတရားနဲ့ပတ်သက်ပြီးလဲဝိစီကိစ္စဖြစ်တယ်ဒီမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကို လိုက်နာကျင့်သုံးတယ်ဆိုရင်ဒုက္ခတွေငြိမ့်တယ်ဆိုတာဟုတ်ပါမလားဒီလိုကျင့်လို့ဒုက္ခတွေချုပ်ငြိမ့်တယ်ဆိုတာဟုတ်ပါမလားသိရင်ကောင်းရာဒုက္ခတွေရောက်တယ်ဆိုတာဟုတ်ပါမလားတရားနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တယ်ပေါ့ဒီတရားကိုကျင့်လို့ဒုက္ခတွေငြိမ့်တယ်လို့လက်ခံတယ်ဆိုရင်ဒါတမ္မာဒိဋ္ဌိမငြိမ့်ဘူးလို့လက်ခံလိုက်ရင်မိစ္ဆာဒိဋ္ဌိ ်ငြိမ်းနေသလားမငြိမ်းနေသလားလို့ယုံတဝက်မယုံတဝက်ဖြစ်နေဝီစီကိစ္စနောက်တကတန်ကာတန်ကာနဲ့ပတ်သက်ပြီးလဲဝီစီကိစ္စဖြစ်တယ်ကောင်းကောင်းမွန်မွန်နဲ့မြတ်စွာဘုရားအဆုံးအမတွေကိုကျင့်တဲ့ပုဂ္ဂိုလ်တွေကိုမြင်နေရတဲ့အတန်းဒီဘုန်းကြီးတွေဒီတန်ကာတွေဟာဖယားအဆုံးအမအတိုင်းကောင်းကောင်းမွန်မွန်ကျင့်တာဟုတ်ကဲ့လားမကျင့်မဲများနေမလားလို့ ဝေခွဲမရတန်တရားဖြစ်တဲ့ဝေစီကိစ္စအရိယာတန်ဃာတော်တွေဟာဘုရားအဆုံးအမတွေကိုကောင်းကောင်းမွန်မွန်ကျင့်နေဆိုတာဟုတ်ပါမလားအဲ့လိုမျိုးယုံမတန်တရားရှိတာဝေစီကိစ္စနောက်တခါရှိဘဝနောက်ဘဝနဲ့ပတ်သက်ပြီးလဲဝေစီကိစ္စဖြစ်တယ်ဘုရားသခင်ဖန်ဆင်းလို့များတတ္တဝါတွေဖြစ်လာတာလားအရင်တုန်းကဘဝတွေဆိုတာရှိပါမလားယတိပြတ်ကြီး အရင်တုန်းကဘဝတွေဆိုတာမရှိဘူးဖယားသခင်ဖန်ဆင်းတာပါလို့ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်တဲ့ဆိုရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမို့အဲ့လိုမှမဟုတ်ဘဲနဲ့ရှိဘဝရှိတယ်လို့မြတ်စွာဘုရားကဟောတယ်တကယ်ကောရှိရလားမရှိဘူးလို့လည်းမဆုံးဖြတ်ရဲဘူးရှိတယ်လို့လည်းလက်မခံရဲသေးဘူးအဲ့တော့ရှိနေသလားမရှိနေသလားလို့ယုံတဝဲမယုံတဝဲအနေထားမျိုးကိုဝီစီကိစ္စခေါ်တယ်နောက်ဘဝနဲ့ပတ်သက်ပြီးလဲအဲ့တိုင်းပဲ တတ္တဝါတွေကတည်ပြီးရင်ပြီးပြီနောက်ဘဝဆိုတာရှိပါမလားရှိချိန်မှာရှိမှာပါအစတည်ဖြစ်နောက်ဘဝနဲ့ပတ်သက်ပြီးတော့လဲယုံမတန်တရားဖြစ်တယ်အဲ့ဒါဝိစီကိစ္စပဲအကံတရားနဲ့ပတ်သက်ပြီးတော့လဲဝိစီကိစ္စဖြစ်တယ်ကောင်းတာတော့ရင်ကောင်းကျိုးရတယ်ပြောတယ်မကောင်းတာတော့ရင်မကောင်းကျိုးရတယ်ပြောတယ်တကယ်ဟုတ်လို့လားကောင်းတာလုပ်လို့ကောင်းကျိုးတကယ်ရပါမလားမကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတကယ်ရပါမလားကံဆိုတာတကယ်ရှိလို့လားဆိုတာမျိုးယုံမတန်တရားဖြစ်တာဝိစီကိစ္စ ယနေ့ခေတ်မှာမိစ္ဆာဒိဋ္ဌိတွေဖြစ်နေကြတယ်ဝိသေကိစ္စတွေဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုပညာလို့ထင်နေတယ်နော်ပညာထင်နေတယ်တကယ်တော့ပညာမဟုတ်ဘူးဝိသေကိစ္စဖြစ်နေတာကောင်းတာလုံးလုံးကောင်းကျိုးရတယ်ဆိုတာဟုတ်ပါမလားလို့ယုံမှန်တန်တရားဖြစ်နေတာပညာမဟုတ်ဘူးနော်အဲ့ဒါဝိသေကိစ္စအဲ့တော့အဲ့ဒီဝိသေကိစ္စကိုအဟုတ်ကြီးမှတ်မနေရဘူးခုမှအဲ့လိုဝိသေကိစ္စတွေဖြစ်လာပြီဆိုရင် တတိနားလည်တဲ့ပညာရှင်တွေကိုရှင်းကပ်မေးရမယ်။ကိုကိုနိုင်စွမ်းနိုင်တဲ့ဆိုရင်ကျန်းစာဥတွေကိုဖတ်ရှုလေ့လာရမယ်။ကိုယ့်ရဲ့တန်တရားတွေကိုဖြောက်နိုင်တဲ့နည်းလမ်းကပညာမြင်မြန်ခြင်းပဲစုံစမ်းခြင်းပဲပေါ့။တန်တရားဖြစ်လာရင်ဒီတိုင်းမထားရအောင်။တန်တရားတွေအားကြီးလာရင်မိစ္ဆာဒိဋ္ဌိဘက်ကိုရောက်သွားတတ်တယ်။အဲ့တော့တန်တရားတွေကိုမလိုအောင်လဲရှင်းရမှာဖြစ်တယ်ပေါ့။ဘလို့ရှင်းမလဲဆိုရင်တရားတွေများများနာစားတွေများများဖတ်ပညာရှိလို့ အများကသမုတ်တာမိမိလက်ခံနိုင်လောက်တဲ့ပုံကူမျိုးထံကိုချင်းကပ်ပြီးတော့မေးဒါမှကိုယ့်ရဲ့တန်တရားတွေရှင်းပြီးတော့အဖြစ်တစ်ခုရလာမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ဒီတန်တရားတွေကြီးထွားလာခဲ့ရင်နောက်ဘဝဆိုတာမရှိပါဘူးကွာကောင်းတာလုပ်လဲကောင်းချိုးရမနေပါဘူးလို့ဒိဋ္ဌိဘက်ကိုရောက်သွားတတ်တယ်ပေါ့ဒီနေ့ကတော်တော်များများကအဲ့လိုဒိဋ္ဌိမျိုးတွေဖြစ်နေကြတယ်ဝိသိကိစ္စအကုသိုလ်တွေဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုမသိဘူး ဒိဋ္ဌိဖြစ်လို့ပြင်မမသိဘူးဝိသိကိစ္စဖြစ်လို့ပြင်မမသိဘူးဒါကိုဉာဏ်ပညာလို့ထင်နေတယ်ငါတို့ကဝိပစ္စဝါဒဆိုပြီးတော့ဉာဏ်ပညာဖြစ်တယ်ထင်နေတယ်မဟုတ်ဘူးအဲ့ဒါဉာဏ်ပညာမဟုတ်ဘူးနော်ဝိသိကိစ္စဖြစ်နေတာဒိဋ္ဌိဖြစ်နေတာဒီကောင်းပြီအဲ့ဒီတော့ဝိသိကိစ္စဆိုတာကအဲ့ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးညုံမတန်တရားဖြစ်တယ်ရှိဘဝနောက်ဘဝတွေနဲ့ပတ်သက်ပြီးယုံမတန်တရားဖြစ်တယ်ကုသိုလ်အကုသိုလ်ကံတွေ ကံရဲ့အကျိုးတရားတွေနဲ့ပတ်သက်ပြီးဝိစည်းကိစ္စတွေဖြစ်တယ်။ယုံမတန်တရားတွေဖြစ်တယ်။နော်။နောက်တစ်ခါအကြောင်းကျိုးဆွနံမှုတရားတွေဘုရားသခင်ဖန်ဆင်းခဲ့ဆိုတာမရှိဘူးတကယ်တော့တတ္တဝါအလုံးအရာဝတ္ထုအလုံးကအကြောင်းကျိုးဆက်နွယ်နေတာအကြောင်းကြီးလို့ဖြစ်နေတဲ့အကျိုးတရားတွေဖြစ်တယ်ပေါ့အကြောင်းမဲ့တတ်တတ်နဲ့ဘယ်အရာမှဖြစ်မနေဘူးအလုံးကအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေကြီးပဲဒါပေမဲ့အဲ့ဒီလိုအကြောင်းနဲ့အကျိုးကိုနားမလည်တဲ့အခါကျတော့ အကြောင်းကျိုးဆက်နွယ်တယ်ဆိုတာဟုတ်ပါမလားအကြောင်းကြောင့်အကျိုးရတယ်ဆိုတာဟုတ်ပါမလားတူတူယောက်များဖန်ဆင်းလေသလားသို့မဟုတ်သူ့အလိုလိုများဖြစ်လာသလားလို့ယုံမတန်တရားဖြစ်တယ်အဲ့ဒါဝိစီကိစ္စပဲပေါ့အဲ့ဒါအကုတ္တဝိစီကိစ္စအစစ်ပဲနော်ဝိစီကိစ္စအစစ်ပဲဝိစီကိစ္စအတုဆိုတာရှိသေးတယ်မိမိတို့စာရိပါတိသင်တဲ့အခါမှာဒီစာကဘာဆိုလိုတာလဲပေါ့ စာရဲ့ဆိုလိုချက်အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းနားမလည်ဘူးဒီလိုမျိုးဆိုလိုတာလားဟိုလိုဆိုလိုတာလားဒီလိုဖြစ်နိုင်သလားဟိုလိုဖြစ်နိုင်သလားလို့ဝေခွင့်မရဖြစ်နေတဲ့စာအဓိပ္ပာယ်ကိုလေအဲ့ဒါကြတော့ဝေစည်းကိစ္စမဟုတ်တော့ဘူးဝေစည်းကိစ္စမဟုတ်ဘူးနောက်တစ်ခါခကြီးတွေပါနေသွားတဲ့အခါမှာလမ်းတွေပါနေမသိတဲ့အခါမှာဘယ်ဘက်လမ်းကိုလိုက်ရမလားညာဘက်လမ်းကိုသွားရမလားဘယ်လမ်းကအမှန်လဲ လမ်းနဲ့ပတ်သက်ပြီးဝေခွဲမရဘူးဟိုလမ်းလို့လို့ဒီလမ်းလို့လို့ဖြစ်နေတယ်အဲ့တော့ဝေစီကိစ္စမဟုတ်ဘူးနော်ဝေစီကိစ္စမဟုတ်ဘူးတွင်းနေတဲ့ဝိတ္တသဘောတွေဖြစ်တယ်နော်အေးအဲ့ဒီတော့ဟိုယဟန်တော်တင်ဆိုလို့ရှိရင်လည်းဝီနီနဲ့ပတ်သက်ပြီးတော့ဒါကအတ္တလားမအဘူးလားလို့တန်တရားတွေဖြစ်တယ်နော်ဒီလိုလောက်ကောင်းသလားမလောက်ကောင်းဘူးလားဒါစားကောင်းသလားမစားကောင်းဘူးလားတန်တရားတွေဖြစ်တယ်အဲ့ဒါဝီစီကိစ္စမဟုတ်ဘူး အဲ့ဒါဉာဏ်ပညာလို့ခေါ်ရတယ်ပေါ့ဝိဇ္ဇိကိစ္စမဟုတ်ဉာဏ်ပညာစဉ်းစားဆင်ခြင်တဲ့ဉာဏ်ပညာလို့ခေါ်တယ်ဒါအစအီမအစအီသိမ့်တော်ကြီးမသိမ့်တော်ကြီးကိုစဉ်းစားတဲ့ဉာဏ်လို့ခေါ်တယ်ဒါကြောင့်တိတိကျကျမသိတဲ့ပညာရက်တွေလမ်းခရီးတွေဝိနည်းနဲ့ပတ်သက်တဲ့အရာတွေမှာတန်တရားဖြစ်တာဒီဝိဇ္ဇိကိစ္စမဟုတ်ဘူးတချို့နေရာမှာဉာဏ်ပညာဖြစ်ပြီးတော့တချို့နေရာမှာဝိတက်လို့ခေါ်တဲ့အတွေးတွေသာဖြစ်တယ်ပေါ့ အဲ့တော့ဝီစီကိစ္စယုံပါတယ်ဆိုတာဖရာတရားတန်ခါရဲ့ကံကံရဲ့အကျိုးရဲ့ဒီအပေါ်ဒီမှာယုံမမှုကိုဆိုလိုတယ်ခြေဘဝနတ်ဘဝတွေနဲ့ပတ်သက်ပြီးယုံမမှုတွေကိုဆိုလိုတယ်ပရိစ္ဆာသမုပ္ပါဒ်လို့ခေါ်တဲ့အကြောင်းကျိုးဆက်နံမှုတွေအပေါ်မှာယုံမမှုတွေကိုဆိုလိုတယ်အဲ့ဒါဝီစီကိစ္စအစပယ်ကျန်တာတင်းကကိုဘဟုတုဒ္ဒမပြေဝါလို့မပြေဆုံးတဲ့အတွက်ကြောင့်ဟုတ်ဤမဟုတ်ဤတန်တရားဖြစ်နေတာအဲ့ဒါကဝီစီကိစ္စမဟုတ်တော့ဘူးဝိတက်အတွေးတွေခေါ်တယ်တချို့နေရာမှာဉာဏ်ပညာခေါ်တယ်ပေါ့ ။ဒီဒါကဝီစီကိစ္စအတုနဲ့အစစ်ကိုခွဲခြားသိဖို့ပေါ့နော်။အဲ့တော့ဒီဝီစီကိစ္စဆိုတာကောင်းသလားဆိုတော့မကောင်းဘူးပေါ့။အဲ့တော့ဒီလိုယုံမှန်တန်တရားတွေဖြစ်လာတဲ့အခါခုနကပြောသလိုဒီယုံမှန်မှုတွေကအင်အားကြီးလာခဲ့ရင်မိစ္ဆာဒိဋ္ဌိဖြစ်ကိုပြောင်းသွားတယ်။ဟိုနောက်ဘုရားဆိုတာရှိမနေပါဘူးကွာ။မစ္စဒီဘက်ကိုပြောင်းသွားတယ်မကောင်းတာလုပ်လဲမကောင်းကျိုးရမနေပါဘူ လိုချင်တာလုပ်သူများဥစ္စာကိုခိုးချင်သလားစဉ်းစားမနေနဲ့ခိုးတာခိုးဘာမှမဖြစ်ဘူးသူများတက်ကိုတက်ချင်သလားတက်နောက်ဘဝဆိုတာမရှိဘူးနော်အဲ့တော့တက်ချင်နဲ့တက်ခိုးချင်နဲ့ခိုးသူများသားမများစော်ကားချင်နဲ့စော်ကားနောက်ဘဝဆိုတာရှိဘူးအဲ့တော့ဝိဇိကိစ္စကနေမိစ္ဆာဒိဋ္ဌိအဖြစ်ကိုပြောင်းသွားပြီးတော့ဒုစရိုက်တွေကိုလွန်ကျူးဖို့အတွက်ရဲတင်းသွားတယ်ပေါ့နောက်ဘဝရှိတယ်လို့လက်ခံထားရင်မကောင်းမှုတွေကိုလုပ်ဖို့တွန့်ဆုံနေတယ် နော်ခိုးခြင်းတော့မှနောက်ဘုရားခံရမှာဆိုတာအတွေ့အကြုံရှိနေတော့မခိုးရဲဘူးသူတော်ဘာတက်ကိုတက်ချင်တယ်ဆိုရင်တော့အိုးနောက်ဘုရားရှိရင်ဝတ်လဲအောင်မှာဆိုတော့အဲ့ဒီအတွေ့အကြုံကြောင့်တက်ချင်တဲ့ဒေါသစိတ်ဖြစ်ရင်တော့မှမတက်ဖြစ်ဘူးအကယ်၍သာနောက်ဘုရားရှိမနေဘူးကွာဘာမှမဖြစ်ဘူးဆိုရင်တော့စဉ်းစားတစ်ခါစဉ်းစားစရာမလိုတက်ချင်လားတက်ခိုးချင်လားခိုးဒီလိုဖြစ်သွားတယ်အဲ့တော့ဒီဝီစီကိစ္စတို့ဒိဋ္ဌိတို့ဟာ မကောင်းမှုအကုသိုလ်တွေကိုရဲရဲတင်းတင်းလှုပ်ဖို့အတွက်ကိုတွန်းအားပေးနေတဲ့တရားတွေဖြစ်တယ်ပေါ့။ဒါကြောင့်သူ့ကိုအကုသိုလ်တရားစုထဲမှာထည့်သွင်းဟောကြားထားခြင်းဖြစ်တယ်။အဲ့တော့လောကကြီးကိုဒုက္ခတွေပေးနေတာဘယ်သူမှမဟုတ်ဘူး။ဒီအကုသိုလ်တရားစုတွေဖြစ်တယ်။တတဝါတွေအတွင်းမှာရှယ်လန်နေတဲ့ဒီမကောင်းစုမကောင်းမှုတရားတွေဖြစ်တယ်။နော်ဒီလောဘတို့ဒေါသတို့အိတ်တာမစ္စရိယတို့မေမာနတို့ဝိစိကိစ္စတို့ဒိဋ္ဌိတို့ ဒါတွေကတတ္တဝါတွေကိုချဲလဲနေတာကဘာကြီးကိုဆင်းရဲအောင်ဒုက္ခရောက်အောင်လုပ်နေတာဘသူမှမဟုတ်ဘူးဒီတတ္တဝါတွေအတိတ်ရဲ့တန်တန်မှာကိန်းအောင်နေတဲ့အကုသိုလ်တရားတွေဖြစ်တယ်ပေါ့အဲကြောင့်ငြိမ်းချမ်းခြင်းလဲဆိုရင်ဘာလို့မှမလဲမေးမင်းကိုစီကိုစီကိုတန်တန်မှာရှိတဲ့အကုသိုလ်တွေကိုငြိမ်းသက်ရမှာဖြစ်တယ်ငြိမ်းသက်ရမှာဖြစ်တယ်အဲကြောင့်ဥပဇင်းတို့ဤသို့တော်ရှင်တောင်မြတ်မဟာကရဏံဆေတော်ဘုရားကြီးကဘာစုတောင်းတယ်လဲဆိုတော့အခုလိုနော် ကျမ်းစာတွေရေးသားရတဲ့ကုသိုလ်ကောင်းမှုကြောင့်လူပုဂ္ဂိုလ်တွေအသိဉာဏ်ရအောင် ဟောပြောရေးသားရတဲ့ကုသိုလ်ကောင်းမှုကြောင့်မိမိတန်တန်မှာအကုသိုလ်တရားတွေနှဲပါတဲ့နှဲပါပါစေလို့နံပါတ်၁ဆုတောင်းတယ်နော်မိမိတန်တန်မှာအကုသိုလ်တွေနှဲတဲ့နှဲပါစေငြိမ်းချမ်းကျင်တာကိုနော်ငြိမ်းချမ်းကျင်တော့အပူဆူမတောင်းနဲ့ကိုယ်တန်တန်မှာအကုသိုလ်တွေငြိမ်းဖို့သာဆုတောင်းတကယ်အေးချမ်းတယ်ပေါ့ အကုသိုလ်တွေရှိလို့ပူလောင်နေတာဖြစ်တယ်။ဒါတကယ်ငြိမ်းချမ်းရေးအစ်စ်ကအကုသိုလ်တွေကိုဖယ်ရှားမှဖြစ်မယ်။ကြောင့်ဆရာဘုရားကြီးကဤကုသိုလ်ကောင်းမှုကြောင့်မိမိတန်တန်မှာအကုသိုလ်တရားတွေနဲတဲ့နဲပါစေ။နောက်နံပါတ်1ဆက်ပြီးဆုတောင်းတာကမိမိနဲ့ပတ်သက်တဲ့ပုံကိုယ်တွေမိမိပဝန်းကျင်ကပုံကိုယ်တွေလည်းပဲအကုသိုလ်တွေနဲပါပြီးတော့စိတ်ကောင်းရှိတဲ့ပုံကိုယ်တွေဖြစ်ပါစေ။ဟုတ်တယ်လေ။ ကိုတန်တန်မှာအာကုသို့နဲမယုံနဲ့မပြီးဘူးကိုပဝန်းကျင်ကပုံကိုယ်တွေလည်းအေးချမ်းမှုလိုတယ်ကိုငန့်တော့တတ်နိုင်သမျှအာကုသို့တွေကိုကင်းအောင်ကြိုးစားနေပေမဲ့ပဝန်းကျင်ကအလွန်ရုပ်မာတဲ့ပုံကိုယ်တွေဝိုင်းညံနေတယ်ဆိုရင်နေချမ်းဖို့မလွယ်ဘူးလေကိုနားမှာရှိတဲ့ပုံကိုယ်တွေကစိတ်ပုတ်စိတ်ယုတ်တဲ့ရှိတဲ့ပုံကိုယ်တွေဖြစ်နေမှာကိုနားမှာရှိတဲ့ပုံကိုယ်တွေကအလွန်ရုပ်မာတဲ့ပုံကိုယ်တွေဖြစ်နေမှာဆိုရင်ဘလို့လို့အေးချမ်းမတော့ပြောင်းစီတော်ဘုရားကြီးက မိမိတန်တန်မှာလည်းအကုသိုလ်တွေနေတဲ့နေပါစေမိမိနဲ့ဆက်နွယ်ပတ်သက်နေတဲ့ပုဂ္ဂိုလ်တွေလည်းအကုသိုလ်တွေကင်းကျင်းကြပါစေလို့ဆရာတော်ကြီးကဆုတောင်းပြုတယ်။အဲကြောင့်ဦးဇင်းတို့ကဘာကြီးငင်းချမ်းစေခြင်းနဲ့ကိုယ်နိုင်ငံငင်းချမ်းစေခြင်းနဲ့ကိုယ့်အရက်ကိုယ့်ဒေသကိုယ့်ပတ်ဝန်းကျင်ငင်းချမ်းစေခြင်းနဲ့ဆိုရင်မိမိကစပြီးတော့အကုန်လုံးမိမိတန်တန်မှာကိန်းအောင်နေတဲ့အကုသိုလ်တရားတွေကိုနီလန်းအမျိုးမျိုးနဲ့ဖယ်ရှားရမှာပယ်တတ်ကြရမှာဖြစ်တယ်ပေါ့။နော်ဒါကြောင့်ဒီနေ့အလှူရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံး တတဝါတွေကိုဒုက္ခပေးနေတဲ့တရားစုများဖြစ်တဲ့အကုသိုလ်တရားတွေကိုမြတ်စွာဘုရားဟောကြားခဲ့တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေနဲ့ဆွမ်းနိုင်ရာဖယ်ရှားကြပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းပဲလောကအကျိုးသာသနာအကျိုးကိုသိပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစဉ်ကိုစီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်တည်း။အာ